ဗီဒီယိုပိုင်းလိုင်းပေါ်တင်ပြီးကျူးလွန်တဲ့အုပ်စုတွေကိုအင်မတန်မှကြောက်စရာကောင်းပြီးကြီးလေးတဲ့အပြစ်ဒဏ်ကြီးချလိုက်တယ်မနစ်ကလေးသားဖို့ကောင်းတယ်နံပါတ်ထုတ်မပြောသေးဘူးနော်နောက်ဆုံးရရှိမြင့်အောင်ရှင်နံပါတ်ပြောလို့ဖမ်းခဲ့မယ်ဆိုတဲ့ပြောမှာခေါမဘလို့နေရလဲဘလို့ပြောရလဲဘသူဖေခေါ်မှမသိဘူးဒါတော့ကိုစောက်ထားတဲ့ကိုသွားတာနော် ားလုံးပဲမင်္ဂလာပါမွေး channel ရိုင်းကြိုးစိုးလိုက်ပါတယ်မို့ဒီနေ့တစ်ဆက်ပေးခြင်းတဲ့ဗီဒီယိုလေးကတော့ live မှာနာမည်ကြီးနေတဲ့ဒီအုပ်စုဖွဲ့ပိုက်ရိုက်ခဲ့တာနဲ့ပတ်သက်ပြီးတော့အခုဆိုလို့ရှိရင်ဒီအကိုကပါရခင်ရတဲ့နားမြကចောင်းသူလေးစီကိုကိုယ်တိုင်ကိုကြလိုက်သွားပြီးတော့အခုဆိုလို့ရှိရင်ဖြစ်စေအဆဆုံးကိုပြက်လဲပြပြနေရပဲဖြစ်ပါတယ်ဗီဒီယိုထဲမှာဆိုလို့ရှိရင်တော့အပြည့်ဆုံးပါတယ်ပေါ့နော်ကြည်တဲ့အမျိုးတွေလည်းဒီအမှုနဲ့ပတ်သက်ပြီးတော့သိကျင်နေတဲ့အတွက်ပြက်လဲညှောက်လိုက်တာပဲဖြစ်ပါတယ်ဒါဆိုရင်တော့ဗီဒီယိုလေးကိုဆက်လက်ကြရအောင်နော်အခု၄နိုင်ခွဲ၄နိုင်ခွဲမှာမြောင်မြမျိုး ကျိုးစပိုင်းကနေတော်တော်လေးနည်းနည်းတော့ကြော်လာပြီเนาะဒါမဲ့အခုပြောရင်တော့ရတယ်ဒါမဲ့ပြောရမှာဒီကများတော့ဒီသူများတွေကနေထဲမှာလည်းကျွန်တော်မပြောချင်ဘူးเนาะအာချုံတဲ့ကောင်တွေလည်းဝင်မတော့ဝင်မခေါမဘလို့နေရလဲဘလို့ပြောရလဲဘသူဖေခေါ်မမသိဘူးဒါတော့ကိုစောက်ထားနေကိုသွားရနော်ကိုစောက်စစ်ကိုဆိုင်ကလာကိုနေထားနေကိုသွားတာအဲ့တော့အဲ့လိုနေကြုံရတယ် ူမကြီးကောမကြီးနဲ့ဝင်လာမယ်ဆိုရင်အဲ့ဒါတော့မင်းတို့နေတော့မမမရရရဘူးလို့လိုက်အောင်တိုက်တယ်မမငါလည်းဆောင်ရမတလုံးမခံမဘူးငါလုံးဝကိုကြီးတော့ကိုစောက်ွက်တွေကပရိုဗိုင်မန်နဲ့မတရားဘူးကျန်။ဘာသာပေါ့ဗျမရာပုံနေတင်ပြီးတော့တော့ကျွန်တော်ဒီညအိမ်ပြန်ရောက်တော့နေကျွန်တော်တီးခဲ့တယ်ကျွန်တော်ကြုံခဲ့တယ်ဟာအမှန်တရားအကုန်ချပြပေးပါ။ဟယ်လိုမင်္ဂလာမနက်ခင်းပါခင်ဗျာမင်္ဂလာပေါင်းနဲ့ပြည့်စုံကြပါစေ။ မင်းကကျွန်တော်အိမ်ပြောရင်ပြောပါမယ်ဆိုတဲ့အစီအစဉ်ကမပြောဖြစ်ဘူးဆိုတော့ကမင်းကကျွန်တော်တို့လည်းအခက်အခဲတွေရှိတယ်ပြန်လာရတာလေအမိုးကလည်းညနေပိုင်းဖွားဖွားနဲ့ကြာတယ်လမ်းချင်းတွေကလည်းရောက်ဘူးလူတွေတိလိမ့်မယ်တော်တော်လေးဆိုးတယ်အဲ့တော့စထွက်သွားတဲ့ညကမနေ့ကကျွန်တော်လေးရလေးနဲ့ရောက်ထွက်တယ်လေးနဲ့20လောက်ကျွန်တော်တို့လိုင်းသားရအထွက်ထန်းနမင်ဂိတ်မှာထန်းနမင်ဂိတ်မှာကျွန်တော်တို့အလန်းထဲမှာချထားတဲ့လူမျိုးတန်ချောင်းလေးသူစိုးတယ်အဲ့ဒါကိုကျွန်တော်ဝင်တိုက်မိတယ် မနေ့ကမိုးလေးလက်ကြနေတော့ဘောပါဟိုဝင်တိုက်မိတယ်ဝင်တိုက်ပြီးတော့အမကျွန်တော်တို့ရှင်းစင်းရတော့ဘောတော့ကားပဲဘေးကပြီးတော့အမကြီးတဲ့တောင်ဝင်ရှိတဲ့တောင်ဝင်ကြနေတဲ့ပုံကိုယ်တွေအဲသူတို့နဲ့စကားပဲပြောရမလို့အဲ့တော့ကျွန်တော်ကကျွန်တော်ရှင်းမယ်ကိုကြီးဒါလေးဒီလိုရှိကျွန်တော်သွားရှိပါကြ။ OK ရတယ်ကြီးလေးအဲမင်းတို့ကားနဲ့ပတ်သက်တဲ့စားစရာတော့ပေးကြလိုက်အကျွန်တော်အဲ့ဒါပေးခဲ့ရတယ်ထားခဲ့ရတယ်ထားပြီးကျွန်တော်မြောင်းမြောင်းဆက်သွားတယ်အဲမြောင်းမြောင်းကျွန်တော်မနေ့၈နာရီကျော်တော့ရောက်တယ်၈နာရီကျော်တော့ရောက်တဲ့အချိန်မှာအဲကျွန်တော်တို့လက်ခံပေးတဲ့ လက်ခံပြီးကူညီပေးတဲ့နေမင်းရောက်အိမ်ကိုသွားတယ်။ဒါတော့ပြီးသူတို့နဲ့ကျွန်တော်လက်ဖိတ်တန်းကိုသွားတယ်။အဲလက်ဖိတ်တန်းရောက်တဲ့ခါမှာကျွန်တော်ဘုံကျုံဆက်ထားတဲ့ကျွန်တော်အစားဆုံးပြောပြနေရနော်ဘုံကျုံဆက်ထားတဲ့ပရိုက်ဒါကိုကြီးတယောက်လာတယ်။အဲဒီကိုကြီးနဲ့ပတ်သက်ပြီးတော့မှဟိုကျွန်တော်မိမမဲ့တော်တော်ကြည့်တယ်ညီလေးတယောက်ပါလာတယ်။ဘလို့ကူညီပေးရမလဲပါလဲပေါ့နော်လာတယ်။သူတို့နဲ့လက်ဖိတ်တန်းထိုင်နေတဲ့အချိန်မှာကျွန်တော်ကူညီပေးတဲ့မိန်းကလေးကောင်မလေးက ပါမလာဦးတယောက်တည်းလိုက်လာတဲ့ဆိုင်မှာကျွန်တော်သူစားလေးကော်မတီရောက်လာတယ်ကိုကြီးဒီမှာလေးနဲ့ဖုန်းဆက်ပြီးတော့ပြောပေးတယ်အဆင်မပြေဘူးတွေ့ဖို့လက်ရှိမှာလဲအဲ့ဒါအာတမီးကြီးကမြောင်းမြတ်မှာပျောက်နေပြီတို့ဘာလို့မပြောပါနဲ့ရှိပါတယ်နော်အရှိတဲ့ဆိုတက်တယ်ပြကွာလို့ပြောလို့တော့မရဘူးနော်ပြလို့ရရတယ်ပြမယ်ရှိနေတယ်ကျမကြီးကောင်းပါတယ်ဘုလိုမျိုးကြီး အေးရတဲ့လဲနေတာမျိုးမဟုတ်ပါဘူးတစ်ခလေတကယ်တော်ပါတယ်ချီချီဖို့ကောင်းပါတယ်သူ့ဘာသူပဲဟိုဘယ်လိုခေါ်မလဲလမ်းလမ်းဆန်းဆန်းလေးရှိတယ်ကောင်းပါတယ်ကလေးလေးလေဘာလို့ဆိုတော့သူ့မိသားစုတွေကလည်းမတရားချစ်တယ်ကလေးကိုနော်သူ့မိသားစုတွေမတရားချစ်ကြတယ်သူဦးလေးတွေဖွားတွေဒေါ်တွေမလေးကလူးဆိုက်ကြတယ်ကလေးပုံလေးအဲ့ဒါလည်းပြောမယ်အဲ့ဒီလိုမျိုးလက်ဖေးချာမှာထိုင်နေတဲ့အချိန်မှာပြန်ပြောပြီနော်ညနေပြောမယ်ကျွန်တော်စကားပြောရင်နှေးလို့ဆိုပြီးတော့ကျွန်တော်ဝင်ဝင်မှန်းနေ ကျွန်တော်ဆရာသမားတွေကမနေဘယ်မှပြောသွားတို့ဘာတို့ချစ်ဖို့ကောင်းတယ်နော်အဲ့ဒါပဲအဲ့ဒီချိန်မှာကိုကြီးတယ်ကိုကိုကြီးပါလားဟုတ်ကြီးတယ်ဟောဒီဘုံက sorry နော်ဖုန်းလာလို့ကျွန်တော်ဟိုအဲ့လိုဖြစ်တဲ့အချိန်မှာဒီညောင်မြညောင်မြနေကန်အဖွဲ့ကြီးတခုက အကိုတရားဖုန်းနံပါတ်ကျွန်တော်မှာရှိတယ်ကျွန်တော်ပို့တယ်သူ့နံပါတ်ဘယ်သူအကုန်ရှိတယ်ကျွန်တော်မှာအဲ့တော့လေဝမ်းသာပါတော့ဘောနော်အဲ့ဖွဲ့စည်းကျွန်တော်လည်းအဲ့ဖွဲ့စည်းကိုကျွန်တော်ကသဘောကျတယ်လို့ဘိုးတွေကရန်ကုန်မှာလည်းအဲ့ဖွဲ့စည်းကဒူနေတယ်ကျွန်တော်လည်းရင်းနေတယ်သဘောကျတယ်အဲ့လိုမျိုးဖြစ်တဲ့အချိန်မှာအကျွန်တော်ဖုန်းဆက်လိုက်ကောညီလေးအာကိုရောမမြင်ဘူးတက်ကြည့်လိုက်ရမလားအကိုရေအကိုရေကျွန်တော်ကျွန်တော် ျွန်တော်ရောင်းမရောင်းနေပါတယ်အကိုပေါ့အဲ့တော့အကိုနဲ့ကျွန်တော်တို့မြင်းချင်းဆိုင်ပြီးတော့မိတ်ဆက်ရင်းနဲ့အကိုကျွန်တော်တခုအဲ့ခံပြရစီโอเคညီလေးလာခဲ့မယ်တဲ့ညီလေးလည်းဟိုပြောနေတယ်ဘာကတက်ကြည့်လို့လဲတဲ့ဆိုရောက်လာတဲ့ဒီစကားပဲပြောမှာဆိုတော့အကိုရေးလို့ကျွန်တော်ဒီကလေးမနေကိစ္စနဲ့ပတ်သက်ပြီးဆိုကျွန်တော်လာတာလို့ အဲ့ဒါကလေးမလေးတွေကျွန်တော်သွားခြင်းနဲ့အကိုပြီးကလေးမလေးတွေကျွန်တော်အယုတ်ပြေလက်ဆောင်ပေးခြင်းနဲ့ပြီးတော့ကလေးမကြီးစိတ်လည်းမကြဘူးလေအဲ့ကျွန်တော်တက်နိုင်တဲ့ဘက်ကနေပြီးတော့မျိုးမျိုးစူးစမ်းပြီးတော့ကျွန်တော်စကားလေးတွေပြောခြင်းနဲ့အဲ့ပြီးတော့သူမိပါရီနဲ့သူညီကောင်မတော်ရီနဲ့တွေ့တဲ့ခါမှာတင်ညာရေးနဲ့ပတ်သက်လို့ရန်ကုန်မှာကျွန်တော်ပေါင်မွေးအဲ့ကျွန်တော်ညီလေးတယောက်ရှိသေးတယ်အဲ့မှာကျွန်တော်ဖိုင်နဲ့ပတ်သက်ပြီးတော့ရှင်းမိခါတယ်ကျွန်တော်ညီလေးအဲ့တော့အဲ့သူအပါဝင်ကျွန်လေးစားတဲ့ကျောင်းဆရာကြီးတယောက်ရှိသေးတယ် ဒီကလေးလေးကိုကိုပိုင်ကြောင်းလေးထားပေးခြင်းတာအဲအဲ့လိုမျိုးလေးပေါ့နော်အဲ့လိုမျိုးလေးဆောင်ရွက်ပေးခြင်းတဲ့ဟာလေးတွေကျွန်တော်ဟိုဘက်ကလည်း channel လေးလုပ်ပြီးတော့ပြောဆိုပြခြင်းတွေပါညာပါတော့အဲ့လိုကျွန်တော်ဖုန်းလေးကပြောလိုက်လဲပြောလိုက်ပေါ့ okay တဲ့ညီလေးခုပမာလဲတဲ့ကျွန်တော်အဲ့ဒီကလေးမလေးအိမ်ညဆောင်တော့ကလည်းပေးတယ်မှာဟိုရေးဆို okay ကိုကုထွက်လာပြီတဲ့အဲ့တော့လေတပည့်အလာဝတာလာပါဘောနော်အဲ့မှာကျွန်တော်ကကုညီမဲကောင်းပါလေးဒီနဲ့စကားတွေပဲပြောဆိုနေတဲ့အချိန်တော်တော်ကြာသွားကြတာပဲဒါကြာရည်လို့ပြောကြ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 ာတော့ကျွန်တော် အမျိုးမျိုးမျိုးကအဲ့လိုမကျေဘူးလေဒီကိုဘာလာတော့ကုံညောင်းလားအနွားလဲလေလားဆွဖားနေလားကိုလည်းတွေးရအောင်နော်အားလည်းဘတ်ကိုဖုံးဆက်လိုက်တယ်အာကိုေးဆိုအားတစ်ခါပြောတာရောရှင်းနေနော်ညီလေးကကိုကြီးဒီနေ့မအားတော့ဘူးလေကိုကြီးနေသွားတော့မှာကိုကြီးဒီနေ့မအားတော့ဘူးတက်တနေကမအားတော့ဘူးနေသွားတော့မယ်ပြီးတော့ပြတ်သွားပြီးတော့ခဏလေးတော့တွေးလို့မရတော့ဘူးနော်ဒုံညမမမရှိတော့ဘူးနော်နေသွားတော့မှာရှင်းနေတော့ပြောတာလေသူကဟာအကိုေး ဟိုညီလေးအားတော့ကွာနောက်ခေါ်ရကျွန်မတွေ့မယ်ညီလေးရတယ်ထားလိုက်တော့တကယ်ဒါတယောက်သွားပြီအဲ့ဒီမှာကျွန်တော်ကူညီတဲ့လင်မယားကောင်းမလေးကောင်းမလေးဘုံသူအဲ့ပြန်လာရောကောင်းမလေးရဲ့ဦးမင်းနဲ့တော့တွေ့ပြန်လာတယ်တော်ပြောပြီးပြန်လာတာစမပြေဘူးကိုကြီးတဲ့အဲဘာလို့လဲလက်ရှိမှာလည်းတဲ့အခုလောလောဆယ်မိမိတို့ကလည်းမနိုးသေးဘူးအိတ်နေတော့နဲ့ချစ်တုံလေးကလည်းအိတ်နေတော့ခလေးကလည်းအိတ်ပုတ်ကြီးချစ်လို့စားတာနော်အိတ်နေတော့နဲ့ပြီးတော့ဟွာပေါ့ သူတို့ဘက်ကဘာလဲဆိုတော့ခဏနေပါဦးစောင့်ပါဦးအဲ့လိုမျိုးကြီးပြောထားတဲ့အတွက်ဒီအနေနဲ့ပတ်သက်လို့ဒီ case နဲ့ပတ်သက်လို့ decision မချရသေးဘူးเนาะအကြောင်းပြန်မယ်ပေါ့အဲ့လိုမျိုးပြောထားတာတပတ်တစ်ဖက်ကမိသားစုဝင်တွေကဘာတောင်းဆိုထားလဲဆိုရင်နားနဲ့ကြတော့เนาะ ။အိုလိုမျိုးဝူဒူရဗဲမရာဘောလုံးပဲသားလေးလာပြောတာမဟုတ်ဘူး။ကာကန်ရှင်ရဲ့အုတ်ထင်းသူဟယ်လိုလေးလမ်းပြောတာဒီမနေ့မှပြောတာသူတို့ဘက်ကမျက်နှာနဲ့ကလေးတွေကိုကြောင်းထုတ်ဖို့မတောင်းဆိုဘူး။ကြောင်းပြောင်းပြီးချစ်ချစ်တော်ရောအဲ့ကြောင်းမပဲတက်ပါသူငယ်တဲ့ခါကျတော့အတားမှာပဲတက်မယ်ကြောင်ပြောင်းပြီးနောက်တစ်ချက်က ဗီဒီယိုမရိုက်ဘူးလိုင်းမမတင်ဘူးကာကရှင်တွေဘက်ကချက်ချက်တုံတော့ပြန်ပြီးကျူးလွန်တဲ့ကလေးတွေပြန်တောင်းပန်ပေးပြန်တောင်းပန်ပေးโอเคအဲ့ဒါကိုအဲ့ဒါကိုတစ်ဖက်ကကျူးလွန်သူတွေနဲ့ပတ်သက်ပြီးတော့ကာကရှင်ကျူးလွန်တဲ့ကာကရှင်မိဘတွေကိုဒီဘက်က ဝင်းကွာချစ်ချစ်တော့ရဲ့တောင်းဝဲလူတွေမမြင်မှုသေးဘူးလာလိုက်ရင်အိမ်မေးတာဟိုမှာလမ်းလေးကတပည့်လားလူဆိုတဲ့လူတွေပဲလာတာအဲ့တော့တစ်ဖက်ကမြင်ရတဲ့ပတ်သက်တဲ့ဘက်ကလူကြီးတောင်းရှိတဲ့လူတွေကလည်းအဲ့ဒီတောင်းဆိုချက်ကလေးနှစ်ချက်ကိုအခုတည်းကမဖြေရှင်းပေးနိုင်သေးတာပါတဲ့အခုကျွန်တော်ဖုန်းဆက်တော့ဒါလေးရကြီးသွားပြီးတဲ့ခဏဆောင်ပါဦး ဟုတ်ပါပြီလုတ်ပေးမယ်ဆိုပြီးတော့၄ရက်ရှိသွားပြီတဲ့ဘောလုံးဘက်ကလည်းအဲ့လိုမျိုးကြီးတော့တာချီမဆောင်နိုင်တော့ဘူးတဲ့တလားအဘကလူတွေလည်းကျွန်တော်တို့ကတရင်သမားလည်းမဟုတ်ဘူးဒါလည်းမဟုတ်ကျွန်တော်ကစိတ်ကနာချက်တစ်ခုနဲ့ဒီဘောပါလာတာဒီကိစ္စတစ်ခုပဲကိုအဲနော်အေးကျွန်တော်မှလည်းကျွန်တော်လည်းပတ်သက်ပတ်သက်ကြောင်းအတိုင်းဝဲမိတ်ဆွေဖွဲ့စည်းတငငကြီးပေါင်းစည်းနေရှိတယ်။ဒါလေးကိုတော့မမကငငလေးဖြစ်အောင်ပူကြီးဆောင်ရွက်ပေးလိုက်ဟိုဘက်ကလည်း နေမငတ်ဆိုင်ပြန်တောင်းဆိုတာမဟုတ်ဘူးနော်ကာကန်ရှင်မကလည်းအဲ့ဒါမျိုးလေးပဲလုပ်ပေးနော်ဒီဗီဒီယိုကိစ္စနဲ့ပတ်သက်ပြီးတော့ဟိုးပြီးခဲ့တဲ့2024မှာခရေကခရေကချစ်ချစ်တော့6တန်းအခုပြန်တက်လဲ6တန်းတက်အဲ့ဒီမှာက6တန်းမဖြေလဲရဘူးမဖြေရဘူးအဲ့ဒီချိန်နေနေဘလို့မှတက်ဖြေလို့မရဘူးလေဆောင်းဝဲနော်ဆောင်းဝဲမဖြေလဲရဘူးအခုပြန်တက်6တန်းမပြန်တက်အောင် ဲ့တပတ်ကအဲ့ဗီဒီယိုပိုင်း live ပေါ်တင်ပြီးကျူးလွန်တဲ့အုပ်စုတွေကိုအင်မတန်မှကြောက်စရာကောင်းပြီးကြီးလေးတဲ့အပြစ်ဒဏ်ကြီးချလိုက်တယ်မနစ်ကတိလာကျောင်းနှစ်ပတ်နားလခိုင်းလိုက်တယ်အင်မတန်ကြီးလေးတဲ့အပြစ်ဒဏ်ကြီးရောဟိုမှာ6နှမ်းနဲ့6နှမ်းဖြစ်သွားတယ်အခုလည်း6နှမ်းပဲ ဲ့လိုမျိုးတရားမြတ်တမှုကိုရှာမယ်ဆိုရင်အဲ့မှာသွားရှာမှန်တရားဘတ်တော်သားတွေယူတယ်မှာတကယ်လေးတော့ကောင်းတယ်နံပါတ်ထုတ်မပြောသေးဘူးနော်နောက်ဆုံးရရှိမြင့်အောင်ရှင်နံပါတ်ပြောလို့ဖမ်းခဲ့မယ်ဆိုတဲ့ပြောမှာဒီလားရရှိရှိလေးထားလိုက်တော့မနေ့ကကိစ္စ အခုလဲဒီကလေးတွေကိုကြောင်းလေးပြောင်းပေးနော်အေးပြောမယ်လိုင်းပေါ်မှာပြောထားတဲ့ဟိုကိုကြီးဒီကလေးမလေးကဘလို့ဗီဒီယိုဖိုင်နေတင်တာပါဘလို့နေဘယ်ဟို HD ပို့တာပါ냐တာရက ဟုတ်ကဲ့ပါမျိုးလူရေးမွဲဗီဒီယိုလျက်တော့ဒီလောက်ပါပဲဗီဒီယိုတက်မှာဆိုလို့ရှိရင်တော့ဒီရန်ကုန်ကအကူကတော့များများအထီကိုလိုက်သွားရယ်ပေါ့နော်တကယ်လည်းလေးစားဖို့ကောင်းတယ်အခုဆိုရင်သူတိခဲ့တဲ့အကြောင်းအရာလေးကိုပြန်လည်းမျှဝေပြောပြနေရပဲဖြစ်ပါတယ်ကြားရတဲ့သတင်းတွေကစိတ်မကောင်းစရာပေါ့နော်ကြည့်ပြီးတော့လည်းစိတ်တို့မိရယ်ပေါ့နော်ကြည့်တဲ့မျိုးတွေလည်းဒီဗီဒီယိုလေးကိုသိချင်မဲ့ထင်လို့ပြန်လည်းမျှဝေလိုက်တာပဲဖြစ်ပါတယ်ဒီဗီဒီယိုလေးနဲ့ပတ်သက်ပြီးတော့အမျိုးတွေရဲ့ထင်မြင်စကြကလေးတွေလည်းဗီဒီယိုလေးရဲ့အမကောမန့်လေးတွေရေးခဲ့ပြီးလို့ရပါရဲ့ရှင့် နောက်ထပ်လည်းမိုးဆက်လီတဲ့တင်းဟာတာဗီဒီယိုတွေဗုဒ္ဓတရားဆက်ဗီဒီယိုလေးတွေကိုနေ့စဉ်နဲ့တင်ဆက်ပေးသားမှာမို့မော Channel လေးကို Like Subscribe နဲ့တော့ပို့တောက်စပါရှင့်နောက်ထပ်ဗီဒီယိုမှာပြန်ဆုံမယ်နော်တဒါး